မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာ TK 1966စကံကိုကျွန်တော်ဥပမာပေးမယ်နော်အဲတမုံကတော့အခုတင်ထားပါပြီသူတို့ဘက်ကရုပ်တံတွေရောပုံတွေရောသူတို့ရတဲ့လက်နက်တွေအဲသူတို့ရတဲ့စကံတင်ထားလိုက်ပြီ အဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနေခဲ့တယ်နော်မပြောနေခဲ့ရင်လည်းကျွန်တော်ဘာမှမပြောလို့ဘူးကျွန်တော်ပြောနေခဲ့တယ်ထီခီကအတိုက်ခံနေရပြီဆိုတော့ကျွန်တော်၃ရက်လောက်တိုက်စမတိုက်ခင်အချိန်ကလည်းပြောခဲ့သလိုစတိုက်နေတဲ့အချိန်မှာလည်းကျွန်တော်ပြောခဲ့တယ်မင်္ဂလာပါမင်္ဂလာပါနော်အဲ့တော့မတိုက်ခင်အချိန်မှာလည်းကျွန်တော်ပြောတိုက်နေချိန်မှာလည်းပြောခဲ့တယ်အခုကြာသွားပြီထီခီကအဲ့တော့ဒီချင်းရမှာပေါ့ဗျာနော် ဒီစကောင်းဘာလောက်ထားတာလဲတမင်တကာထိုးကြွေးပေးတယ်ဆိုတဲ့ပုံစံမျိုးလောက်ထားတာကဟာအန်အော်ရယ်ဗျာနော်အန်အော်ရယ်အန်အော်ရယ်ခင်ဗျားတို့အခုအဲ့ဒီစစ်တီတွေရဲ့ခန်းစားချက်ကိုသူတို့ဘက်ကခင်ဗျားတို့ခန်းစားကြည့်စမ်းခေါက်ခန်းစားကြည့်လိုက်ဟိုခင်ဗျားတို့အဲ့ဒီအဘဘောမတွေလည်းဝိုင်းခန်းစားပြီးကြည့်လိုက်ကျွန်တော်တို့ကဥမာဖြစ်ဒီဒါမျိုးပေါ့ဒီအရှိကိုအရှိတိုင်းအဖြစ်ကိုအဖြစ်တိုင်းခန်းစားချက်ကိုခန်းစားချက်တိုင်း လုံမဟုတ်တော့အလုံးမဟုတ်တဲ့ပုံစံတိုင်းရှင်းပြမဟဲဆိုလို့ရှိရင်ခင်ဗျားတို့အဘဘောမများရလဲကျုပ်တို့ကစစ်ဘောမနော်စစ်ဘောမနဲ့အဘဘောမနဲ့မတူဘူးခင်ဗျားတို့အဘဘောမဘောမများရလဲအဘကိုလက်ညှိုးထိုးမှာအဘကိုထိမှာသင်မလောက်ကြောက်တယ်နည်းနည်းလေးပေါ့ဗျာနော်တွခါတီးခါလေးနည်းနည်းလေးပြောမိရောမှာပဲအဘဘောမတွေကတော်တော်လေးကိုဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင် sensitive ပေါ့နော် hyper sensitive လို့ခေါ်တာပေါ့အတလို့အဲ့ဒါထက်ပိုပြီးတော့ကိုနော်ဟိုဆွတ်ဆွတ်ခွန်ပါလား တော့ကပို့ပြီးဆစ်ဆစ်ခုံနေအောင်သွားတွေ့တယ်အခု TK TK ဆိုရှင်ရှိတာမှအင်အားကအခုကြာသွားပြီเนาะကျွန်တော်ပြောလို့ရပြီပြတော့ကြာတော့အားလုံးအင်အား26ယောက်ပဲရှိတာအဲ့ဒီ26ယောက်ရှိနေတဲ့စခန်းလေးကရိတ်ခါပြက်နေရလဲကြာပြီရိတ်ခါပြက်နေတော့ရိတ်ခါတောင်းတယ်ရိတ်ခါဟိုလာမလားဆိုရိတ်ခါမလာဘူးအဲ့တော့အဲ့26ယောက်ကိုအားလုံးကိုကြည့်လိုက်တဲ့ခါကျတော့လဲပါစကတဝက်ကျော်တော့ပါပါစဆိုတော့ဗျာဟိုဘယ်လိုခေါ်မလို့ဆိုရှင်အဲ ညာတာပါတင်းနေပေါ့ဗျာနော်ဘလို့ခေါမလဲကျွန်တော်တို့ရှီတန်းကိုမပုတ်ပါဘူးကိုကနဲ့ကိုရက်ကိုဒေသမှာလုံခြုံရေးစောင့်မှာပါရှီတန်းသွားမှာစစ်တပ်ကစစ်တပ်ကတကယ်ဒီဖိုက်တာတွေသွားမှာပါဆိုပြီးတော့အမှန်တကယ်တကယ်မှာရှီတန်းမှာတကယ်စော်နေတာပါစားနေကြီးပဲနော်ပါစားနေကြီးပဲဖြစ်နေတာအဲ့တော့စဘောတဲ့မမဟောနဲ့ကိုရက်ကိုဖမ်းမယ်ဖမ်းပါစေဗျာနော်အဲ့တော့ဒီ 26ရောက်ရှိတဲ့စကံကိုတစ်ဖက်တစ်ပုံကအင်အား300လောက်နဲ့လာဝိုင်းတယ်ဝိုင်းနေတဲ့အချိန်မှာလည်းပြောတယ်ကျွန်တော်တို့ကိုစစ်ကူပေးပါเนาะကျွန်တော်တို့ကိုပြစ်ကူပေးပါပေးသလားဆိုတဲ့ခါကျတော့လေအပေးတော့မလို့လို့လာတော့မလို့လို့တောင်းတာတောင်းတာဆိုတဲ့ပုံစံဘိုလ်လေးတောင်းတာဘိုလ်လေးတောင်းတာဆိုတဲ့ပုံစံမျိုးနဲ့တောင်းတာတရက်လည်းတောင်းတာလည်းနှစ်ရက်လည်းတောင်းတာသုံးရက်လည်းတောင်းထားတယ်စစ်တီဒီထက်ပို့ပြီးတောင်းရင်ကြီးနိုင်မှာတော့မဟုတ်တော့ဘူးပေါ့ဗျာနော်အဲ့တော့ ခင်ဗျားတို့ဒါဘလို့လောက်တာလဲကိုသားသမီးများမပါလို့လားစစ်တီတွေကိုထိုးကြွေးပေးတည်လောက်ထားတာလားအဲ့တော့ကျွန်တော်ဒါအရှိလို့ရှိတိုင်းပြောရမှာနော်ခင်ဗျားတို့အဘအပေါ်မှာညာလည်းမတက်နိုင်ဘူးကျွန်တော်တော့မှာအခုပို့စေပါတင်ပြီးတော့ပါလေအဲသူတို့အမျိုးမျိုးပေါ့ဗျာနော်ဟိုရုပ်ဖြတ်နေရတယ်နာမည်ဖြတ်နေရတယ်တွေ့ပါလေအဲဒါတွေနဲ့ပတ်သက်ပြီးတော့လေအဲကျွန်တော်အနေနဲ့ဘာမှဘာမှတုံ့ပြန်နေမှာမဟုတ်ပါဘူးမကျုပ်တော့တော့လောက်ဆရာရှိတာပြောဆရာရှိတာလောက်သွားမှာဖြစ်သူပြောမှန်မှန်မှန်တရားတိုင်း ရှိလို့ရှိတိုင်းခြားပြပြောဆိုသွားမှာဖြစ်ပါတယ်เนาะအဲ့တော့အဲ့တော့ဗျာဒီစကန်းကဘာမှလင်မလားစီမလားပြားမလားဒိတ်ခါမလားဘာဆိုဘာမှမလာတဲ့ခါကျတော့လနဲ့ဂျီပစ်ကိုပေးဖို့ကြာလဲဟုတ်ပါထိုင်းတဲ့အရန်ကြီးရဲ့အတွက်ကြောင့်လနဲ့ဂျီပစ်ကိုလည်းမပေးနိုင်ဘူးတစ်ဖက်ကလည်းအင်အားက300လောက်နဲ့ဝိုင်းထားပြီးသားပြီเนาะအဲ့တော့လေပစ်ကူကြလာလေပစ်ကူလည်းမလာနိုင်ဘူးမလာနိုင်တဲ့ခါကျတော့ဟာတနာဖို့တကယ်ကောင်းတယ်နော်အဲ့စခန်းက ုဆွေးဆံမိပေါ့ဗျာနော်ဟိုရွေးရွှေချင်ချင်ရွေးရွှေချင်ချင်စစ်တီတွေတာဝန်ကြီးရတဲ့ပို့ခဲ့ပါလေနော်တစ်ဖက်က drone ချတာများဆိုရှင်လုံ40ကြော်ချတာလုံ40ကြော်50အဲ့လိုချတာကံတော့မသေးတာကောအေးစစ်တီတွေအဲ့လိုတောင်းငါနောက်ဆုံးပိတ်တော့အဲ့တော့အဲ့လိုမှမဟုတ်ရင်စုတ်မိတ်ဆိုရင်စုတ်မိတ်ပေးလိုက်လေဗျာနော်ခင်ဗျားစစ်တပ်အနေနဲ့ကဒီစခန်းနဲ့ပတ်သက်ပြီးလုံတင်တာပါလို့ဆိုတော့၃ခုရှိတယ်ဗျာအဲစစ်ကူပေးပြီး မပေးရင်ပြစ်ကူပေးလက်နက်ကြီးပြစ်ကူလက်နက်ကြီးပြစ်ကူမပေးလို့ရှိရင်နောက်ထပ်လေရင်ပြစ်ကူပေးဘာဆိုဘာမှမပေးဘူးပြီးလို့ရှိရင်ရိတ်ခါပို့တယ်ရိတ်ခါမပို့ဘူးအဲ့တော့ဘာဆိုဘာမှမပေးပဲနဲ့နောက်ဆုံးပေးပေါ့ဗျာဟိုမပေးနိုင်ရင်တော့ဘာမှမပေးနိုင်ဟိအောင်လေဆုတ်လို့ရပြီဆိုဆုတ်မင်ရင်တော့ပေးလိုက်တယ်မဟုတ်ဘူးလားဘာဆိုဘာမှမပေးပဲထားတာကလက်အောင်ငယ်သားကိုပေးတယ်ပြူဟာကြီးဗျာအံ့ဩဖို့ကောင်းတယ်ကျွန်တော်တော်တုံလှုပ်သွားတယ်ဗျာသိလားတော်တော်တုံတုံလှုပ်သွားတယ် တော်တော်တုံးသွားတာအဲ့နောက်ဆုံးပိတ်တော့အဲ့ဒီညကျွန်တော်ကြားသိရတဲ့လောက်ဆိုပါဗျာနော်အဲ့ဒီဘက်ချမ်းထိုင်းဘက်ချမ်း body ရွာပေါ့အဲ body ရွာဘက်ကနေပြီးတော့စစ်တီလေးတွေကံကောင်းထားမှဆိုတာတို့ကတို့စုတ်ခွာသွားတယ်ပေါ့နော်စုတ်ခွာသွားတဲ့အခါမှာအဲ mind ထိတယ်ကိုကြားသိရတယ် mind ထိရတဲ့ကြောင့်မို့လို့အဲထိခိုက်နေတာကောင်းတယ်အဲတယောက်ပေါ့ mind ထိရပေါ့နော် mind ထိတာကို time back ကလည်းကောင်းချပါတယ်အခု time back ကံကိုရောက်သွားပြီအဲ26ရောက်လုံးကအဲဒီပေါ့ တပုံကတော့တို့စခန်းသိမ့်လိုက်ရပြီလို့ပြောနေပါဗျာနော်စခန်းသိမ့်တယ်တို့စခန်းသိမ့်ရအခွန်နဲ့တကယ်ဒီအေးပေါ့စခန်းမှာရှိနေပစ္စည်းတွေရသွားတော့ဗျာနော်စစ်တီတွေအားလုံးကတော့လက်မြောက်သွားပါပြီထိုင်းမချမ်းကိုရောက်သွားပြီကြားသိရသလိုထိုင်းမချမ်းကဆေးရုံတစ်ခုခုမှာနော်အဲ့ဘချမ်းမှာကျွန်တော်ဆက်လက်လေ့လာကြည့်တာထိုင်းမမှာဆေးရုံနှစ်ရုံရှိတယ်အဲ့ဒီဆေးရုံနှစ်ရုံမှာတရုံရုံမှာတော့တို့စေကူတာမခံယူနေမှာပါထိုင်းမလည်းအာကောင်းပါလူသားချင်းစာနာမှုကိုအရန်အရန်ကျေးဇူးတင်ပါတော့ဗျာနော် ဒါပေမဲ့ဗျာခင်ဗျားတို့အထက်ရာရှိတယ်ဗျာဥမင်းအွန်လိုင်းကနေစပြီးတော့အဲ့ဒီထက်ရာရှိအစစ်စင်ခင်ဗျားတို့တော်တော်ပဲ့တယ်ဗျာနော်တော်တော်ပဲ့တယ်တဝဲကတိုင်းမှုတွေသူ့တိုင်းမှုတွေခင်ဗျားတို့တော်တော်ပဲ့တယ်ဗျာဒီစကားကိုခင်ဗျားတို့မလုပ်တာလေအဲ့တော့ကျွန်တော်တို့ဒါမျိုးပြောတယ်ဗျာเนาะကျွန်တော်ပြောလို့မကျင်တတ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ဆိုးရင်လည်းတော့တိုင်တဲ့ခေါင်းနဲ့သာပြေးဆောင်လိုက်တော့ကျွန်တော်တို့ပြောတာမှားသလားကျွန်တော်ကမှလည်းနည်းနည်းပဲကြည့်ချင်တယ်ဗျာအခုကျွန်တော်ပြောတာမှားသလားဗျာ ဝင်းစစ်တပ်ကစီးပွားရေးရန်ဆောင်တာမရတော့ဘူးတဲ့နော်ဘသူ့ကိုချနေထိုးကြည့်ဖို့ဝင်း၄တောင်မှမဟုတ်ဘူးတဲ့အသက်တွေဗျအသက်တွေခင်ဗျားတို့မိသားစုမှာတရားရောက်မှာပါရင်ခင်ဗျားတို့ဘယ်လိုခံစားရမလဲအခုကွန်မန့်ခင်ဗျားတို့ကျွန်တော်ကိုစန့်ကျင်နေသူလည်းရှိပါတယ်ဗျာနော်အခင်ဗျားမိသားစုတယောက်ယောက်အဲ့လိုမျိုးထိုးကြွေးထားလို့ရှိရင်ဘယ်လိုလုပ်မလဲကာကင်းစခန်းကြီးရဲ့အတိတ်ပဲဟာရန်သူရဲ့အရေးငွေစစ်အရေးငွေကိုအနက်အငြင်းခံနေရတယ်ကျွန်တော် ဘလို့ခေါ်မလဲဗျာဒါကျွန်တော်တို့ဒီ logic ကြကြတွေးခေါ်တာပါเนาะကျွန်တော်တို့ logic ကြကြတွေးခေါ်တာပါခင်ဗျားတို့စစ်ဒီဟာကြီးလည်းမတက်ပါဘူးเนาะ DSA ကြီးလည်းမတက်ထားပါဘူးသိလည်းမသိပါ DSA ဆိုတာဘာမှတော့မသိဘူးဗျာပြန်လည်းပြောမှာစို့ဒါပေမဲ့ကာကင်းစခန်းရဲ့အတိတ်ပဲကစစ်နှံ့ကိုကျူတင်ရှူရတာခမ်းမသိနောက်ဆုတ်ရမယ်เนาะဆုတ်တဲ့ဆုတ်မပေးနိုင်ရင်ဆုတ်တော့เนาะအဲ့လိုလည်းမဆုတ်ပဲတမင်တကာကိုပေးသေးတယ်တော်သေးတော့ဗျာ26ရောက်တော့အသက်တွေပေးသေးတာဒါကျွန်တော်သိလို့ပေါ့ ကျွန်တော်ပြီလို့ဒါဘလိုခေါ်မလဲအဖြစ်ပြက်ကိုပြောပြနိုင်တာမဟုတ်ဘူးဆိုရှင်ဒါမျိုးပေးသေးဘူးဟာနဲ့ပေးသေးခံထားရတဲ့ဟိုအုပ်စုတွေဘယ်နှယောက်တောင်ရှိမလဲဘယ်နှဖွဲ့တောင်ရှိမလဲဆိုတော့ကျွန်တော်စဉ်းစားလို့တော့မရအောင်ကျွန်တော်သိလာတဲ့ခါကျတော့ပြောရပါပြီဗျာသိလားကိုရေးတဲ့လေရင်ပြက်လဲတလွဲကြီးတလွဲကြီးပေါ့ဗျာနော်အဲ့တော့ ခင်ဗျားတို့အဲ့ဒီရံနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုဒီစခန်းကြောင်းအခုပြောနေပြန်နော်စစ်သားစစ်တီတွေလည်းဒီလိုပဲခံစားရမှာပဲနော်အဲ့ဒီပတ်စာလေးတွေကအစားအခုထိုင်းဘက်တွေရောက်နေပြီဒီစစ်တီတွေကိုဥမာအဖြစ်တာဝန်ကျဘာမှုနဲ့ဆွဲမလဲဆိုတော့စောင့်ကြည့်ရမှာပါဗျာနော်ဘာမှုနဲ့အဲ့တော့ခင်ဗျားတို့မေးချင်တယ်ဗျာစစ်တပ်ကမှားသလားအထက်ဟိုဘယ်လိုမှဒီစစ်တီတွေကမှားသလားဒီပြည့်ရမှာခင်ဗျားတို့ကြောင့်မေးချင်တယ်ဒီစစ်တပ်မှာစစ်တီတွေကမှားသလား အဲ့ဒီအထက်ကအလုံးလုံးတဲ့ပုံစံမှားတာဘယ်လို့ရမှားတယ်လဲဗျာဘယ်လို့ရမှာမှားတယ်လဲထိုင်တယ်ပြီးတာမဟုတ်ပါဘူးထိုင်ကိုတိမ်ကိုလူစုခင်ဗျာနောက်ဆံပြီးကြံပါကြံဖန်ပြီးတော့ကျေးဇူးတင်ပါကျေးဇူးတင်ပါကောမောင်းနဲ့ရက်တက်ရင်30နှစ်ကြာတော့မှာလားအေးဒီနေ့ရက်တက်ရင်30နှစ်အကြောင်းမှာပြောရတာမှာပါဗျာနော်နော်အဲ့တော့ ခင်ဗျားတို့အဖအပေါ်မနဲ့စစ်ဘောမနဲ့ကော့တယ်ဆိုတော့အဲ့ဒါပဲခင်ဗျားတို့အဖအပေါ်မတွေကတော့ပြန်နော်ဟိုကျွန်တော်အနေနဲ့လည်းစကားလေးအထက်ပြောချင်ပါဘူးအခုချိန်မှာကျွန်တော်အဖအပေါ်မတွေတအားတိုက်ခိုက်နေတာကျွန်တော်တွေ့တယ်အကျုပ်အနေနဲ့စစ်ဘောမတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲသူတို့စစ်သားတွေစိတ်တက်ခိုင်ခန့်တယ်ကျွန်တော်လည်းစိတ်တက်ခိုင်ခန့်ပါတယ်တလုံးတောင်နဲ့တော့ကျွန်တော်ပြိုလဲမှာမဟုတ်ဘူးခင်ဗျားတို့ကြိုးစားလေးလည်းအလကားပါပဲနော်ခင်ဗျားတို့ကြိုးစားနေတော့ကြိုးစားပါအဲ့တော့အဲဒီစစ်တီတွေရဲ့ခုဘာဘာမှုဘာပုံမှန်နဲ့မျိုးဆွဲမလို့မသိဘူးပေါ့ဗျာနော်ဟလာစစ်တီတွေကလိုအဲ့ပေး တော့သူတို့ပဲအသေးခံပြီးရတဲ့ပုံစံမျိုးဖြစ်နေတော်တော်ရုပ်ပဲ့လုံးတာတော်တော်ပဲ့လုံးနေတော့ခင်ဗျားတို့ဒီ TK 2566 point စခန်းကတော်တော်ပဲ့လုံးနေတော့ခင်ဗျားတို့အဲ့တော့ပဲ့လုံးနေကာကျုပ်မှားတာပါနော်တီတီကြကြအထက်ကမိတ်ပိန် AC ပဲဟာခင်ဗျာဘာပေါ်မှာတော်တော်စိတ်ညစ်ဖို့ကောင်းတယ်နော်အဲ့လိုလှုပ်လေအောက်မှာအောက်မှာအဲ့လိုမျိုးပေါ့ ဒီ point စခန်းနေ point စခန်းနေအားလုံးဟာဘာမှမရဘဲတည်သွားတာအများကြီးစုံမိန်ပေးနေပေးလိုက်လေဗျာနောက်စုတ်ခဲ့ဆိုပြီးသွားရင်မဟုတ်ဘူးလားမပေးနဲ့တခုခုလုံလေဘာမှမလုပ်ဘဲနဲ့ခါကြမင်းတို့တည်ထားကြကွာဟုတ်လားမင်းတို့25ရက်တော့ငါလည်းစိတ်ဝင်စားအောင်ဆိုပုံစံမျိုးဆိုလေဒါခင်ဗျားတို့တော်တော်သစ္စာမဲ့နေပြီနော်အဲ့တော့သစ္စာမဲ့နေအေးဒါထားပါနောက်တစ်ခုအကြောင်းဆက်သွား30နဲ့ရက်တရင်30နဲ့ကြောင်းစနား comment လေးမှာတွေ့တယ်ကျွန်တော်ပြောမယ်နော်ရက်တရင်30နှစ်ဆိုတာကြောက်ချူမျိုးရဲ့အသက်လို့တော့ပြောလို့ရတယ်ပေါ့ဗျာနော် ခုအေအေကကြောက်ဖြူမျိုးကို အသေးသေးတိုက်နေနော်အသေးသေးတိုက်နေတာအဲ့ဒီအေအေကြောက်ဖြူမျိုးကိုတိုက်ဖို့အတွက်ကိုဘယ်ကစစ်တီတွေအေအေပေါ့နော်နိုင်ငံယူစစ်သွေးကြော်တွေလာလဲဆိုလို့ရှိရင်ဟုတ်မောင်းတော့ကနေအောင်လာတာပါအဲ့တော့မောင်းတော့ကနေလာရတယ်ပြီးရင်စေးကူရင်အဲ့မောင်းတော့မှာသွားကူတာကျုပ်တို့ပြောနေတယ်မောင်းတော့မှာစခန်းနေစခန်းနေစခန်းရင်တော်တော်များများမှာကအေအေစခန်းနေကြီးပဲနော်တင်နှံပြီးတဲ့စခန်းရှိတယ်နော် အဲ့ဒီမှာအားလုံးစေးကူးတဲ့စကန်ကြီးခင်ဗျားတို့ကအလှကြည့်ထားတယ်တပုံးကိုမွေးစားတာမဟုတ်ဘူးကြတော်တော်လေးကိုရုတ်ပဲ့လွန်တဲ့အလုပ်ကြီးစစ်တက်ကတော်တော်လေးဖြစ်နေပြီနော်အဲ့တော့ကျွန်တော်ပြောတာမှားလို့ရှိရင်ခင်ဗျားတို့အဘဘောမှလည်းကျွန်တော်ကြက်တော့ပြောလို့ရတယ်ကျုပ်ကစစ်ဘောမှဖြစ်တယ်စစ်ဘောမှဖြစ်တဲ့အကြောင်းမလို့စစ်တက်နဲ့ပတ်သက်ပြီးတော့လိုအပ်တာတွေပြောပြရမှာဖြစ်တယ်အခုကြောက်ပြူတိုက်တာ မောင်တော်ကနေပြီးတော့အဲ့မောင်တော်နဲ့ပတ်သက်ပြီးတော့စခန်းတွေဘာမှဘာမှဘာမှရှိရဆိုတော့ခင်ဗျားတို့အဲ့အထက်ဘိုလ်ချုပ်တွေအဆင့်ထိရတည်တယ်ဦးမင်းအွန်လိုင်းကအစားတည်တယ်နော် ိတယ်သိရတာနဲ့အိုက်မအိုက်ကစခန်းနေရနေပြီးတော့ဒီခါတည်းအခုကြောက်ဖြူကြောက်ဖြူကိုဘောဘောဆိုစစ်ကူလာတယ်စစ်ကူလာဟိုမှာစစ်သားကြောက်ဖြူမှာကြောက်ဖြူဖြစ်ပါလေမောင်းတော့မှာအေးအေးလေးတတော်လေးတော့ပုံတော့ဖြစ်နေပြီဒီကိုလာတာပြီးတော့ဒဏ်ရာတွေအဲ့မှာအများကြီးရှိတယ်အဲ့မှာအဲ့မှာပဲကုနေရနော်အခုကြောက်ဖြူအသေးကြီးတိုက်နေတယ်ကြောက်ဖြူအသေးကြီးတိုက်တဲ့ပုံစံကလည်းဘလောက်ထိကြောက်ဖြူကမအေးအေးဝင်စီစဉ်လို့ဖြစ်နေလဲဆိုရှင် ပုံမှန်အဖြစ်အာကျွန်တော်တို့ကြောက်ဖြူမြို့နဲ့14မိုင်ပေါ့14မိုင်လောက်မှာတိုက်ပွဲဖြစ်တာ14မိုင်ဆိုတော့ဘာဖြစ်ဖို့ပေါ့ဗျာနော်ဟို14မိုင်မိုင်20လောက်ဆိုတော့ကြောက်ဖြူမြို့နဲ့အဝေးကြီးပေါ့ဗျာပြပွင့်ပြောရမယ်ဆိုတော့အဲ့လိုချင်းနေမျိုးကပုံမှန်ဖြစ်နေတာဒီပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးလုံးဒီပါပေါ့နော်တစ်နှစ်လုံးလုံးဒီပါအဲ့လိုပဲတိုက်လိုက်နောက်ဆက်လိုက်တိုက်လိုက်နောက်ဆက်လိုက်အခုတော့အေအေက14မိုင်ကနေပြီးတော့9မိုင်ချိုးလာပြီ9မိုင်ဆိုတာကရက်တရင်30နှစ်ကတာ9မိုင်လို့ပြောလို့ရတယ် ။အတပါကြောင့်တဝက်ကျိုးသွားပြီ။တဝက်ကျိုးသွားပြီနော်။အဲ့တော့ပထမစခန်းကိုကြိုက်တာစစ်တပ်ကပထမအထိနာတယ်။အထိနာတော့စစ်တပ်ကလည်းနေရတာလားဆိုပြီးတော့ဟို drone တွေစစ်တီတွေနဲ့ scale special ပြန်စော်တာ။မင်းတပ်တောင်ကိုအဲမင်းတပ်တောင်အကျော်ထိကိုသူစော်ထားနိုင်တယ်။စော်ထားနိုင်တော့နောက်တော့ဘာလို့ဖြစ်လဲဆိုတော့မင်းတပ်တောင်ကလူအယောက်20လောက်နဲ့ခုခံတာကွယ်နေမင်းတပ်တောင်လုံးဝကြာသွားတယ်။အဲ့မှာခင်ဗျားလည်းတွေ့ပါတယ်ဗျာနော်။ ဒီပြူဟာမှုကြာလာတယ်ခင်ဗျားလည်းသိရနော်ပြီးတော့ G1 အဆင့်ထိလည်းအဖမ်းခံတာခင်ဗျားလည်းသိရနော် G1 ဆိုလို့ရှိရင်နောက်ဆုံးပြောရတဲ့စကားဟာကျုပ်တို့ငါ့ကိုဝိုင်းတာပြီဆိုတဲ့စကားလေးပြောပြီးတော့သူကဖမ်းခံလိုက်ရတာဖြစ်တယ် G1 အဆင့်ထိဖမ်းခံတာဖြစ်တယ်အဲ့တော့ main တက်တောင် main တက်တောင်စကားကိုအဲ့တော့စစ်တီတွေကစစ်တက်ကလည်းပြန်တိုက်တယ်ပြန်တိုက်တော့ရလူရစင်းနဲ့လုံးဝရသလောက်ဖြစ်နေပြီရသလောက်ဖြစ်နေတဲ့အချိန်မှာ ဘယ်ကမှန်းဘလို့မသိတဲ့အမိန်ကရောက်လာမင်းတောင်ဆက်မသိနေတော့ဆက်မသိနေတော့ဆိုတဲ့ခါကျတော့ကိုဘကစီအတာစီရလို့ရှိရင်အပြည့်ရပေးရတယ်အပြည့်ရတဲ့ခါကျတော့ရန်သူကအာမွေဓာတ်ဆိုပြီးတော့လူစုပြီးပြန်ရောက်လာကြောက်ဟိုမောင်တော်ကနေပြီးတော့စစ်တီတွေသွားခေါ်လာအာခေါ်လာပြီးတော့သူတို့အေနိုင်ငံယူသပုံတွေခေါ်လာခေါ်လာပြီးတော့အင်အားဖြည့်ပြီးခုပြန်တိုက်တဲ့ခါကျတော့မင်းတက်တောင်လုံးဝကြာသွားပြီမင်းတက်တောင်ကြာတဲ့အချိန်မှာ ခင်ဗျားတို့ဒီအဘအဘဘောမ channel များပေါ့ဗျာနော်အဘဘောမ channel များကမင်းတက်တောင်ပေါ်မှာရှိတယ်သူတို့မသိဘူးနော်မင်းတက်တောင်ပေါ်မှာရှိမှသူတို့မသိဘူးအဲထုတ်တူမင်းတက်တောင်အခြေအနေတည်းဘာဆိုဘာမှမသိဘူးအဘကိုထိခိုက်နစ်နာမှာဆိုလို့ဆိုပြီးတော့ဟိုဘယ်လိုမှမဆို multiple တင်းတယ်ပေါ့ဗျာဟာမင်းတက်တောင်ကိုတဲ့ဘယ်လိုမှဆိုရှင်လေးရင်6စင်းအုပ်လိုက်ကြဲတာလေဟဲ့လားပြီးရင် drone ကအစင်းတရာနဲ့ဒီလိုဆော်တာမြေပြင်ကလည်းစစ်ကြောင်းနဲ့ထိုးတယ် အာဝိုင်းလို့လည်းကောင်းတော့ကျွန်တော်ကြည့်တယ်နေစမောင်အဲ့ဒါနဲ့တပုံဘက်ကတရေနေပေါ့ဗျာနော်ကျွန်တော်အနေနဲ့ကတော့သိရမလားဒီ content လို့ခေါ်မှာဆိုလို့ရှိရင် analysis လောက်ရတာပေါ့ဗျာကျွန်တော်တို့ကဒီရရဆိုကျွန်တော်သုံးသက်ချက်ကိုအဓိကသွားတာဟိုသုံးသက်ချက်ဆိုတာဥပမာပြတပုံကယူပါလာတဲ့တရေနေယူတယ်ပြီးတော့ရှိရင်မြေပြင်အခြေအနေမှာရှိတဲ့ချွတ်ရတားတွေရှိမယ်နော်ဒီဒါနဲ့နေဆက်ပြီးတိတိတဲ့သူတွေအားလုံးအားလုံးနဲ့ကျွန်တော် ချိန်ပြီးတော့ဗျာတတိယရှာတုံးတက်လိုက်တဲ့အခါမှာတော့အဲ့ဒီကသူတို့ပြောတဲ့ post တင်တဲ့နေ့ကလေးရင်တော့မလာပါဘူးတဲ့နော်။ရာသူဥတုကတအားဆိုးတဲ့အတွက်ကြောင့်မို့လို့တဲ့နော်။လုံးဝလေးရင်မလာတဲ့အပြင်ကိုဘာမှတော့မရပါဘူးပေါ့နော်။အဲ့တော့မင်းတက်တောင်ကမရတဲ့အပြင်မင်းတက်တောင်လုံးဝမရတဲ့အပြင်နော်။ပေးလိုက်ရပြီခုမင်းတက်တောင်။မင်းတက်တောင်ပေးရတဲ့အပြင်ကိုမင်းတက်တောင်ထပ်ကျော်လာမယ်ဟေ့ဆိုလို့ရှိရင် ကျွန်တော်ဒီပြိုင်စစ်ကေတောင်ပေါ့ဗျာပြိုင်စစ်ကေဖျားကုန်းလို့ပြောလို့ရတာပေါ့ပြိုင်စစ်ကေဆိုတာကကျွန်တော်တို့ရဲတပ်ရင်း32နဲ့ဆိုလို့ရှိရင်အနှစ်ခေါ်စာလောက်တော့ရှိနိုင်တယ်နှစ်ခေါ်စာလောက်တော့ရှိနိုင်တယ်လို့ကျွန်တော်ဒီပေါ့နော်ကျွန်တော် GPS နဲ့ supply နဲ့တိကျကြည့်ပါလေနော်တိကျကြည့်ပြီးတော့မှတိကျဟိုကွက်ချပြီးတော့ကြည့်တဲ့အခါမှာကျွန်တော်မြေမစတူရန် area ရဲ့အစားတိကျကြည့်တဲ့အခါမှာအဲ့ဒီအထည်ကို AA တပုံရဲ့စီရေးကစီးမိုးသွားပြီ တော့မင်းတက်တောင်ကိုပြန်ရပါပြီဆိုတော့ပြောနေတာမင်းတက်တောင်မှာရှိမှန်းသူတို့မသိဘူးမင်းတက်တောင်ကလုံးဝပြန်မရဘူးပြန်ရကန်ဒီစစ်စစ်အခြေအနေရှိခဲ့တယ်ကိုဘက်ကအပြည့်ရပေးလိုက်ရတယ်နော်အမအေးဝင်းစီစဉ်နေတယ်နော်မအေးဝင်းစီစဉ်နေတယ်အဲ့တော့ပေးနေမှာဖြစ်ဗျာပေးလိုက်ဗျာကျွန်တော်ပြောချင်တာကအယူမလုံနဲ့နော်စစ်တီတွေကိုအယူမလုံနဲ့ဗျာအခု အမင်းတောင်ကြော်လာပြီးတော့အခုပြိုင်စစ်ကေရွာပြိုင်စစ်ကေရွာကလည်းပထမတော့စစ်တပ်ကနေရာယူထားတာအခုပြိုင်စစ်ကေရွာလည်းထပ်ပြီးတော့ဘာဖြစ်သွားပြီလဲဆိုရင်ပေးလိုက်ရပြန်ပြီဟာရတဲ့နုံးနဲ့ကြတော့မှလားဆိုကျွန်တော်မေးနေကြလို့ပါနော်အမောပေါက်ကမနဲ့မြောက်လာလေပေါက်ကရမြည်နေချိုးကမဖေးဟာတာဘယ်သူမှမဝဲဆွဲ အေးအဲ့တော့ကန်စစ်ကေရွာနော်ကန်စစ်ကေရွာကလည်းကျွန်တော်တို့ပေးလိုက်ရပြန်ပြီဗျာကန်စစ်ကေရွာရှိအောင်ရှိတော့မဟုတ်တော့ဘူးအဲ့တော့ကန်စစ်ကေရွာဆက်ကြော်လိုက်မယ်ဆိုရင်နှခေါ်စာလောက်မှရှိတယ်ရဲတရင်32အခုကခိုးရင်တော့ကကြောက်ချူပေါ့နော်ပြီးခဲ့တဲ့နှစ်တည်းတနှစ်နှစ်နှစ်လောက်ကကြောက်ချူမှာစစ်ဖြစ်မယ်ဆိုလို့ရှိရင်အစွန်အဖျားပေါ့ minus 10လောက်မှဖြစ်ပင်မယ်အခုချိန်မှာတော့9မိုင်လောက်ထိကိုရောက်သွားပြီအဲ့တော့ရဲတရင်32ကိုအခုတိုက်နေ ရတဲ့32 gate 1 gate 2အဲ့လိုမျိုးပေါ့အဲ့နေရာတွေအထိအခုတိုက်နေပြီတိုက်ပြီဆိုတော့အခုစစ်တပ်နဲ့ထိတ်ဟိုလိုကတော့စစ်တပ်ရဲ့ကာကင်းနေပေါ့ဗျာနော်အဲ့ဒီမင်းတပ်တောင်တို့ဂျိုင်းစစ်ကီတို့နော်အပြီးတော့လို့ရှိရင်အဲ့ဘက်ချမ်းတွေပေါ့မလကျွန်းတို့အဲ့ဘက်ချမ်းတွေမှာဖြစ်များပြီမယ်အခုချိန်မှာတော့စစ်ကဘလို့ခေါ်မလဲဆိုတော့ပြိုင်အေဘက်ကကာကင်းစခန်းတွေကိုအကုန်ကျော်ဖြတ်လာပြီးတော့အခုဆိုရင် တရေးနဲ့ထိတ်တိုက်စော်နေပါပြီเนาะစော်နေပါပြီစော်နေဖြစ်တဲ့တကြောင်မို့လို့အတိုက်ပွဲကတော့တောက်လျှောက်ကျန်းနေပြီเนาะကျန်းနေပြီအဲ့တော့ရက်တိုင်သုံးစနေကြမလားမကြမလားဆိုတော့ကျွန်တော်ကမမင်းနဲ့ဗျာခင်ဗျားတို့ရဲ့ခေါင်းကင်ဖခင်ဖြစ်တဲ့ဥမင်း online နဲ့အဲ့ဒီရခိုင်ကိုဂိုင်းနဲ့ကဆတ်ထမှုကမေးပြီတော့เนาะကဆတ်ထမှုကမေးပြီတော့ မအေးဝင်းစီစဉ်နေတဲ့ပွဲဖြစ်နေပေးခြင်းပေးကျွန်တော်ပြောနေတယ်ခင်ဗျားတို့နော်မူလကီတူလကီနဲ့ဘယ်လိုခေါ်မလဲဆိုတော့ဘယ်လိုပြောအောင်လဲကိုဟာဖြစ်ချင်တာတော့တဲ့မပြောဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်နော်အဲ့တော့တဲ့မပြောဘူးလို့တဲ့ပြောလိုက်စမ်းပါတဲ့ပေးပေးလိုက်နော်တကယ်တကယ်တမ်းပေါ့ဗျာနော်တိုက်ဒီမင်းတတောင်တို့မလကျွန်းတို့နော်မလကျွန်းတို့အခုတိုက်ဆင်းရဲမြာနာပြေရမှတ်ခုရှိတာဟုတ်နော် အဲ့ဒီ30နှစ်စစ်မျက်နှာပြင်မလကျွန်းစစ်မျက်နှာပြင်ရှိမယ်အခုလောလောဆယ်လက်လက်စစ်တွေဒီကြောက်ဖြူလာရင်ဆိုင်ထားတာပေါ့ဗျာနော်အဲ့ဒီနှစ်ဖက်မှာ AA ကဒီအဲ့ဒီဘယ်လိုခေါ်မလဲပြိုင်စစ်ကေကနေဂန်းွယ်ကိုကြွေပြီးတော့မလကျွန်းစစ်မျက်နှာပြင်မင်းတက်တောင်အဲဒီကျွန်တော်တို့ရက်တိုင်30နှစ်နှစ်စစ်မျက်နှာပြင်ကိုခွာထိုးနေတာဖြစ်တယ်အဲ့တော့စစ်မျက်နှာ area အားဖြင့်ကြည့်တဲ့အခါမှာလဲကြောက်ဖြူကအငူဗျာအငူဆိုတဲ့မျိုးဟာအနောက်မှာဆိုပင်လယ်ပဲရှိတော့ဗျာနော်အရှိမှာ ဟိုစီရေး area တိတ်ချဲလို့မရအောင်တကယ်တကယ်ပြပြတတလုံးမယ်ဟိတ်ဆိုရင်အတဘုံအမျိုးပြုတ်သွားမှာပေါ့တခါလဲအခုချိန်ကြီးဘာမှပြပြတတမလုပ်ပဲနဲ့အချုံးပြေလို့တဲ့ခါကျတော့သူတို့ကလည်းအချုံးပြေစစ်တီတွေကလည်းကြာလာရင်စိတ်သက်ပြပြားမယ်နော်အဲ့တော့ခဏဘာလုပ်လို့ဘာလုပ်နေမှန်းကိုမသိတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်အဲ့တော့ရက်တိုင်သုံးစင်းကြာပြီလားကြာတော့မှလာမေးတဲ့သူတွေကတော့ကျွန်တော်ပြောမယ် အဲကျွန်တော်ကဖြစ်ရှိတရားတိုင်းပြောရမှာဖြစ်တယ်အခုတိုက်ပွဲကတော့ဂျမ်းနေတယ်နော်တိုက်ပွဲကဂျမ်းနေအခုလောစဲပြိုင်စစ်ကေဘက်မှာစစ်တပ်ကလည်းတိုက်ပွဲပြန်ပြီးတော့အဲရင်ဆိုင်ထားတာရှိရတဲ့ကြောင့်မလို့ကျွန်တော်ကြားသိရတော့အခုဆိုအခုတနေ့ကဒီတမုံဘက်ကသတင်းတွေပေါ့ဗျာအဲ့ပုံမှန်လက်ချေခံကောက်ချက်ပြီးချမယ်ဟဲ့ဆိုရှင်တော့ကိုဘက်ကနေပြီးတော့မနေ့ကဆိုရှင်အရှင်မိတာပေါ့နော်အရှင်မိတာတွေအောင်ရှိခဲ့တယ်ရှင်မိတဲ့သူတွေအောင်စိတ်မကောင်းစရာဗျာကျွန်တော်မပြောတော့ဘူးနော်ဟိုတကယ်ခင်ဗျားတို့ဒီအေအေက မင်းဘာလုပ်လဲဆိုခင်ဗျားတို့ရေနော်အဲ့လိုလှုပ်လိုက်တယ်အဲ့လိုလှုပ်လိုက်ပြီးဒါကျွန်တော်ဒီဘယ်လိုမှဆိုတော့ခိုင်မာတဲ့ကျွန်တော်ရဲ့ဒီအေးသတင်းရဲ့ကွက်ကနေပြီးတော့ကျွန်တော်ကြားသိရတာပေါ့ကွာနော်စိတ်မကောင်းစရာပါပဲတကယ်တမ်းလဲတော့ပြန်တွေ့တဲ့ခါမှာအဲ့ဒီပြိုင်စစ်ကီလမ်းကျော်တစ်လျှောက်လမ်းလျှောက်မှာလောင်းနေပုံနေတာပါပဲအေးလောင်းတပ်ဖက်ကအလောင်း အဲ့တော့ဘယ်ဘက်ကပုံများမလို့ကျွန်တော်လည်းပြောပြောပြမပြောချင်ဘူးဗျာ။နော်ပြောလည်းပြောမပြတတ်ပါဘူး။ဘာကြောင့်လဲဆိုကျွန်တော်တို့တိုင်းအတိအကျသိချောင်မသိရအောင်။ဒါပေမဲ့တော့ရုပ်တံနဲ့တပ်ပုံတွေကိုကြည့်တဲ့တပ်ပုံတွေတော့တွေ့ပါတယ်။တွေ့တဲ့ခါမှာတော့ကိုယ့်ဘက်ကလည်းပါတယ်၊သူ့ဘက်ကလည်းပါတယ်လို့ပြောလို့ရပါတယ်နော်။အဲ့တော့စစ်တိုက်တဲ့စစ်တိုက်တဲ့ထဲအောင်ပြည့်စုံမှမပါတာပဲ။ဘယ်ဘက်သေးသေးမြန်မာပြည်သူတွေကြီးသိနေတာစိတ်မကောင်းဘူးနော်။ဘင်္ဂလားပါကိုယ်။ဟုတ်တော့အဲ့တော့အခုမြန်မာတို့ကျွန်တော်တို့ဒီ ကြောက်ခင်းနဲ့ပတ်သက်ပြီးလုပ်နေတဲ့ပုံစံနဲ့အားလုံးဟာယူသားလားမယူသားဆိုခင်ဗျားတို့စဉ်းစားပါဗျာနော်အထီးခီးလဲယူသားတဲ့ဟိတ်ထင်တယ်ခင်ဗျားတို့အဘအမှန်တယ်ဟိတ်ဆိုလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့မှားလို့ရှိရင်ပေါ့အခုကျွန်တော်ပြောတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့မှားတယ်ပြောခင်ဗျားတို့ထောက်ပြလို့ရတယ်ခင်ဗျားတို့အဘအဘဘယ်လိုအဘပေါ်ပါလဲကျုပ်တို့စစ်ပေါ်မှရအနေနဲ့တော့စစ်တပ်တော်လုံးနိုင်စေချင်တယ်ဗျာနော်အဲ့တော့ဒါကတော့ကြောက်ဖြူချင်တယ် ဟုတ်ပြီစနကနောက်ထပ်ထပ်မေးထားတယ်ပေါ့နော်အဲပလဲမှာဒီပေါ့ကျွန်တော်တို့စစ်တက်က F7 ပေါ့ F7 design ကို PLA ဆိုတဲ့ဒီပမာစစ်သွေးကြွပေါ့ဗျာနော်အဲသူတို့ကြလည်းတကယ်စစ်သွေးကြွဒီပေါ့စစ်သွေးကြွအုပ်စုက PDF တွေပေါ့ဗျာနော်သူတို့ကပြစ်ချလိုက်တယ်ဆိုတဲ့ခါကျတော့သူတို့မသိတာက F7 ဆိုတာဘာလဲဆိုတာသူတို့မသိတာဖြစ်တယ်။ဘာကြောင့်ဆိုတော့ SM F7 က ကြက်တိုက်လေရဖြစ်တယ်ကြက်တိုက်လေဒါတရုတ်ထုတ်နော်အဲဘယ်လိုခေါ်မလဲဆိုတော့မြန်မာမှာတကယ်တမ်းဟိုတုန်းကအရန်ခင်မိခဲ့တဲ့လေရင်ကြီးတွေပေါ့ဗျာနော် A5 တို့ F7 တို့ဆိုတာမျိုးဟာရန်အောင်ခင်မိခဲ့ပါလားအဲအဲ့နောက်ပိုင်းမှာ mid 29တွေရောက်လာတယ်နော် mid 29ပြီးတော့အခုနောက်ပိုင်းတော့ကျွန်တော် su 30တို့ပါတော့ပေါ့ဗျာနော်အဲသူတို့တိထားမှာက0.5လောက်နဲ့ F7 ကိုချောင်းပြစ်မယ်ဆိုတာကတော့ကျွန်တော်ကလေးဆန်သွားတယ် F7 က sound speed ဆိုတဲ့အတန်ထက်ကို1.5လောက်မြန်သလားတော့မသိဘူးပြတဲ့2.7လောက်1.5 1.2လောက်အနည်းဆုံးမြန်တယ်အဲ့တော့ sound speed တက်တလောက်မြန်တဲ့လေရင်ပေါ့ပြောလို့0.5နဲ့ဘယ်လိုခေါ်မလဲဆိုတော့ပြစ်မယ်ဆိုတဲ့ခါကျတော့စဉ်းစားစဉ်းစဉ်းစားစားလဲပြောပါအောင်เนาะ helicopter ကိုပြောလို့ပြစ်ချလို့ရတယ်เนาะအဲဘယ်လိုခေါ်မလဲဆိုတော့တာမန်ဒီဘယ်လိုခေါ်မလဲကျွန်တော်တို့အမောင်းတင်လေရင်လေးတွေဖြစ်တဲ့အဲကျွန်တော်တရုတ်ဘက်ကလာတဲ့နေနဲ့2 pilot နှစ်ယောက်စီးတယ်ဒါတွေကလည်းဖြစ်နိုင်တယ် အတော့ပါတော့လေ F7 လိုမျိုးတကယ် fighter jet ကိုပြစ်ချဖို့ဆိုတာကတော့ခင်ဗျားတို့ point 5လောက်နဲ့ကတော့ point 5နဲ့ပစ်ပါနေတာ၄ဘွားနဲ့ပစ်မှရအောင်နော်၄ဘွားနဲ့ပစ်မှရအောင်အဲ့ဒီတော့ကြောင့်မလို့ပြစ်ချတာကိုတော့ကျွန်တော်အယုံကြည်မရှိဘူးသုံးသက်ချက်ကိုကျွန်တော်ပြောမယ်နော်ဘာကြောင့်လဲဆိုတော့အဲ့ဒီ F7 လေဟာမြန်မာတပ်မတော်မှာပေါ့နော်အတဝင်ထမ်းဆောင်နေတာဟာဆိုလို့ရှိရင်နှစ်ဘလောက်ကြာပြီလို့ထင်တယ်ဗျာနော်နှစ်နှစ်ပေါင်းမနည်းတော့ဘူးသူကလည်းသူတော်မှ စဝယ်ကလေးကဥမာပြတဝက်ကျော်လောက်ကလေရင်တန်းတဝက်ကျော်လောက်ကစီးထားပြီးသားအဲ့ဒါတကယ်ဟိုဘယ်လိုခေါ်မလဲဆိုရှင် F7 လေရင်တွေရဲ့ F7 လေရင်တွေကိုတုံးလာတာသူတို့စီမှာစဝယ်ကလေးကအနေဆုံးကအာကျွန်တော်တို့တော်တော်များများပေါ့နော်ဟိုတပတ်ရစ်ကိုဝယ်လာတာအဲ့တပတ်ရစ်ကိုကိုယ့်စီမှာအပတ်ပေါင်းဘဏ္ဍခါရစ်နေပြီလည်းမသိဘူး F7 ဆိုအဲ့ F7 နေနဲ့ဒီပေါ့နော်မြမတက်မတော်လေက အမောင်းတင်เนาะအမောင်းတင်လုပ်နေတာဟာအတိကဒါအမှန်ပဲเนาะ A5 တို့ F7 တို့နဲ့သူကအမောင်းတင်လုပ်နေတာအဲ့ဒီအမောင်းတင် F7 လေတွေကအမြဲတမ်း F7 တွေပြန်နေရပြန်တန်းနေရတာဖြစ်တယ်เนาะအဲ့တော့ပလဲကသဘုံက F7 ကိုဖြစ်ချနိုင်တယ်ဆိုတဲ့ခါကျတော့အခုတော့လုံးဝမဖြစ်နိုင်ပါဘူးเนาะ F7 ကကျွန်တော်ပြောမယ်เนาะပြတ်ကြတာဟာဖြစ်ဖို့ပုံများတယ်။ဘာကြောင့်လဲဆိုရှင် F7 ကစဝယ်ကလေးက တတန်းတစ်ဝက်လောက်အကျိုးနေတယ်ကိုသူတို့စီမှာနော်ကိုယ်စီမှာတတန်းတစ်ဝက်ကျိုးနေမကတော့ကိုယ်စီမှာဘယ်လောက်ထိမောင်းတာလဲဆိုတာခင်ဗျားတို့မသိဘူးနော်အဲ့တော့အဲ့ဒါကြီးအဲ့တော့ F7 နေနောက်ပိုင်းပေါ့နော်ဟိုတိတ် pilot တွေအတွက်ဟိုပင်မန်းနေပင်မန်းစီပါလဲပင်မန်းနေဆိုတာမျိုးက pilot ပို့ပြီးတော့အလုပ်လုပ်ရတယ်အခု pilot ကခုံထွက်လို့လည်းမရဘူးနော်ကွန်ထရက်လည်းမရတဲ့ခြေလေးမျိုးတွေဖြစ်သွားဆိုတော့ဒါတမင်ကပြတ်ကြတာပါ။ဒါပေမဲ့တခုတော့ရှိတာပါဗျာ။နော်ခင်ဗျားတို့အဲ့ဒီ dragonfly တို့ဟလာလေပြက်လက်နက်တို့ဘာလို့ဆိုပြီးတော့အလှခံလို့တော့ပိုကောင်းသွားတယ်ပြီးတော့ခင်ဗျားတို့ကတော့လှုပ်လိုက်တယ်လေပြက်ကြတဲ့အချိန်မှာသူတို့ကအာဒါငါတို့ပြစ်ချလိုက်တယ်ဆိုပြီးခင်ဗျားတို့ပတ်စံတွေပုံသွားပြီနော်ခင်ဗျားတို့ပတ်စံတွေပါသွားပြီတမန်ကခင်ဗျားတို့သူတို့ပြောမပြနော်ဟာလေလက်မလေပြက်လက်တနက်ဝယ်ဖို့ပေါ့အာလေပြက်တနက်ဝယ်ဖို့ကျွန်တော်တို့ပတ်စံတွေထည့်ကြအောင်ခင်ဗျားတို့ထည့်လိုက်တယ်ပတ်စံတွေတော့အများကြီးရသွားပြီလေပြက်လက်နက်ကဝယ်လို့မရအောင်အဝယ်လို့မရတဲ့ခါကျတော့အခုလူတွေလေရင်ပြက်ကြပြီးဟိဆိုရအဲ့တဲ့တင်းကသူတို့အဲ့ဒါပတ်စံတွေအားလုံးဟာ တို့ဘုံလိုက်ပြီအဲ့တော့ခင်ဗျားတို့ကတော့ခံကျင်းထဲခံလိုက်ရအောင်ရနော်အဲ့တော့ F7 ကိုတဘုံမှာပြစ်ချနိုင်တဲ့လက်နက်မရှိပါနော်မရှိပါဘူးအဲ့တော့ပြက်ကြတာပါဘာကြောင့်လဲဆိုရှင်အရန်ကိုဒီ F7 ကတဒါနဲ့ဦးမင်းနေပါပြီဗျာနော်စေမကောင်းစရာပါဖန်ဆယ်ကောင်းကောင်းရေးမယ်ကောင်းကောင်းရေးမယ်ဘာလို့ရေးမယ်မသိဘူး ဘကူနောက်ချမ်းကပဒတ်တွေတဲ့နော်လိုင်းတာယာနဲ့ဘကူမြို့ထဲစိတ်ဝင်နေတာတဲ့သတင်းပေးတယ်မဖမ်းကြဘူးတဲ့ဘယ်သူတွေဆိုတာအတိအကျသိနေတယ်อืมကမောင်းအကြမ်းဖက်လို့မတုံးပါနဲ့တဲ့ဟုတ်ပါပြီအဲ့တော့ဒီနေရာမှာကျွန်တော်ထပ်ပြောမယ်နော်ကျွန်တော်တို့ကတော့စစ်တပ်နဲ့ပတ်သက်ပြီးတော့စစ်ဘောမှာပေါ့နော်စစ်ဘောမှာဖြစ်တဲ့အတွက်ကြောင့်မလို့အာအားလုံးရဲ့အကျိုးစီးပွားကိုပြောရမှာပေါ့ အဒီနေမှာကျွန်တော်ခုဆိုရင်အဲ့ဒီအဘဘောမ channel တွေကကျွန်တော်တိုက်ခိုက်လာတာအများကြီးတွေ့တယ်နော်အာကျွန်တော်ပူသက်ဘာညာပေါ့ဗျာနော်တို့တို့နဲ့မတည့်ဘူးဆိုလို့ရှိရင်ဒလန်ပေါ့ဗျာဒီနေ့ရပြောမှဆိုရှင်တို့ကပူသက်ခွာဒလန်ပဲခင်ဗျားတို့အဲ့ဒီနီပိန်ရက်ကွက်ပေါ့ဗျာနော်တော်လိုင်းရက်ကွက်မှာလဲခင်ဗျားတို့နည်းနည်းလေးဝေဖန်လို့ရှိရင်ဘာဖြစ်သွားလဲအာဒလန်ဖြစ်သွားတယ်နော်ဥမာဖြစ်ဘယ်သူတွေဒလန်ဖြစ်သွားလဲဆိုလို့ရှိရင်အဲ့ဒီဗျာနော်ပူသက်ပြောင်းတယ်ကျွန်တော်လိုပါပဲဟိုအမေရိကကလေနော် အဲသူလည်းဒလန်ဖြစ်သွားတာပဲအာယုန်လည်းဒလန်ဖြစ်သွားတာပဲနော်အကုန်လုံးဒလန်တွေဖြစ်ကုန်ကြတာအဲ့လိုပဲအမ်အမြင်မတူလို့ရှိရင်ခင်ဗျားတို့ရက်ကောက်မှာဒလန်ဖြစ်တယ်လို့ကျို့ရက်ကောက်မှာလည်းဘာဖြစ်လို့ဆိုရှင်ပူသက်ဖြစ်သွားတာအခုကျွန်တော်ဆိုလို့ရှိရင်နဲပူသက်ဆိုပြီးတော့အဲကျွတ် channel တွေကပြောနေရတွေ့တယ်သို့ပါတော့လည်းပဲကျွန်တော်အနေနဲ့ကအဲကိုဖုံးလို့တော့မဟုတ်ဘူးကိုဖုံးရှိတော့ကျွန်တော်အများကြီးတက်တာလေဆိုလို့ကျွန်တော်ကကိုဖုံးကကျွန်တော်တဒိုင်းလို့ဖြစ်နေဒီ online ပေါ်မှာ ါမျိုးလိုက်နေအားအရပါရပြောနေတဲ့အထက်မှာအကျွန်တော်သိတဲ့လောက်ပါကျွန်တော်ပြောတာပေါ့နော်ကိုဖုံးနဲ့ကျွန်တော်နဲ့ရတော့ပြောတာများတယ်အကိုဖုံးကအခုကျွန်တော်အရှိရနေခင်ဗျားတို့ခင်ဗျားတို့အဲ့ဒီဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အဲ့ဒီအဘဘောမတွေနဲ့ဒီပေါ့နော်အဘဘောမတွေရောဒီကဲဒီဟိုနီပိန်နီပိတ်တွေရောဗျာအားလုံးကိုကျွန်တော်ကိုစားလဲစည်းခံတာပြီးတာကျွန်တော်ကိုစားကျွန်တော်ကိုစားတတိုင်းတွေနဲ့အကုန်လုံးကို attention ပေးတဲ့ခါကျတော့ကျွန်တော်စီကိုဝင်မလာကြဘူးနီပိန်နေရောအဲ့မှာနီပိတ်တွေရော ပြီးတော့ရှင်အဘဘောမတွေရောဘောပိတ်တွေရောသိလားအကျွန်တော်လာတိုက်ခိုက်တာမရှိဘူးဟိုအရင်ကဆိုလို့ရှိရင်အခုကြတော့ကိုဖုံးကဆွဲစီခံလိုက်ရတယ်ကိုဖုံးဆွဲစီခံလိုက်ရတဲ့အခါမှာတော့ကိုဖုံးကသူ့ကို attention မြဲပေးတော့ဟို attention မြဲပေးတဲ့အခါကိုဖုံးနဲ့ပဲသူတို့ပြော်ကောင်းနေရသိရမလားအခုကိုဖုံးမရှိတဲ့အခါကျတော့သူ့ရဲ့ပြစ်မှတ်ကကျွန်တော်ဖြစ်လာတယ်အဲ့တော့ကျွန်တော်ဖြစ်ကအခုအဲကိုဖုံးဆိုတဲ့တိုင်းကျွန်တော်ရှေ့ရပြူသွားတာပေါ့ဗျာနော်ပြူသွားတဲ့ခါမှာတော့ကျွန်တော်ကို တိုက်ခိုက်လာကြပါပြီเนาะအဲတိုက်ခိုက်တဲ့အခါမှာလည်း